ယနေ့အတွက်မြန်မာသတင်းနှင့်နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုပူရောင်မင်းစုစည်းတင်ဆက်ထားပါတယ်။တော့လက်ရှိအနေအထားမှာမြန်မာနိုင်ငံဟာလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပတော့မှာဖြစ်တယ်။ဒါပေမဲ့ဒီလိုပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပါမယ်လို့ကြေညာထားတဲ့ဒီပိုင်းနဲ့တစ်ဖက်မှာရှိနေတဲ့လားမြန်မာနိုင်ငံရဲ့တချို့ဒေသတွေမှာလက်နက်ကင်ပြည်ပခါတွေရှိနေတယ်လို့ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကင်ဆိုတဲ့လက်နက်ကင်ဖွဲ့တွေကလည်းရှိနေတယ် ဲ့တော့တချို့ဒေတာတွေမှာရွေးကောက်ပွဲကိုနှောက်ရှက်မယ်လို့ဆိုအောင်နေတဲ့လက်နက်ကင်အုပ်စုတွေရှိတယ်လို့ရွေးကောက်ပွဲကိုပူးပေါင်းကူညီမယ်ရွေးကောက်ပွဲအောင်မြင်ရေးအတွက်ပူးပေါင်းကူညီရမယ်လို့တန်ဋိဌာန်ချထားတဲ့လက်နက်ကင်အဖွဲ့တွေလည်းရှိတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်သတင်းတပုတ်ကိုအရင်ပတ်ပြမယ်ပြီးရင်ကျွန်တော်တို့ဆက်သုံးသပ်မယ်ကင်လက်နက်ကင်၃ဘွဲ့ဒေါနာတောင်ချီမှာရှိတဲ့တက်ကလေးစံပြကြေးရွာမှာတွေ့ဆုံပြီးတော့နယ်မြေ တည်ငြိမ်အေဂျင်ရေးကိစ္စရမှာဆွေးနွေးခဲ့ရဆိုပြီးတော့သိရတယ်တဲ့ကရင်ပြည်နယ်မြောက်ဦးရီခရိုင်တက္ကရီစံပြကြေးရွာကရင်နယ်ကြားဆောင်တပ် BGF KNA အမှတ်2စစ်ဒေသဌာနချုပ်ခန်းမတွင်ကရင်လက်နက်ကင်သုံးဘက်ဖြစ်တဲ့ကရင်ပြည်နယ်နယ်ကြားဆောင်တပ်ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ငိမ့်ညာရေးကောင်စီ KNU KNL PC အဖွဲ့မှထိတ်တန်းခေါင်းဆောင်များညဉ့်ညာရေးဆိုင်ရာတွစ်ဆုံညှိနှိုင်းအစည်းအဝေးကိုစက်တင်ဘာ28ရက်နေ့နနက်ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရတယ်တဲ့ ကရင်ပြည်နယ်နယ်ကြားဆောင်တပ် BGF KNA အထွေထွေအတွင်းမှုချုပ်ဘုံမှုချုပ်စောချစ်သူ အမှတ်နှစ်စစ်ဒေသစစ်စင်ရေးမှုဘုံမှုချုပ်စောတင်ဝင်းအမှတ်လေးစစ်ဒေသစစ်စင်ရေးမှုဘုံမှုချုပ်စောမုတ်တုံနဲ့တပ်ဘူတပ်မှုများတက်ရောက်ခဲ့ကြတယ်တဲ့ကရင်ပြည်နယ်နယ်ကြားဆောင်တပ်အမှတ်နှစ်စစ်ဒေသမှုဘုံမှုချုပ်စောတင်ဝင်းကသူပြောတာပေါ့နော်ယနေ့ကျင်းပသောအစည်းအဝေးဟာလေဒေတာရင်း တည်ငြိမ်ငြိမ်းချမ်းရေးနဲ့နယ်မြေအေးချမ်းသာယာရေးအတွက်ဖြစ်ကြောင်းပြောတယ်တဲ့ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတက်မတော် DKBA မှစီဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောစတီဒုစီဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးစောရွှေဝစီဦးစီးအရာရှိချုပ်ဗိုလ်ချုပ်စောဆန်းအောင်နဲ့ငြိမ်းချမ်းရေးကောင်စီ PC မှဒီယိုကရဒေါက်တာနော်ကဖူးနဲ့တက်မှုအချို့လည်းတက်ရောက်ခဲ့တယ်ဆိုပြီးသိရတယ်လို့ရေးထားတယ်သူတို့ထဲမှာအဓိကဆွေးနွေးတာကရွေးကောက်ပွဲကို ပူပေါင်းပါဝင်ပြီးတော့ရွက်ောက်ပွဲမှာရွက်ောက်ပွဲကိုပူပေါင်းပါဝင်မယ်ရွက်ောက်ပွဲကိုကူညီမယ်ဆိုတော့အချက်ကိုလည်းသူတို့ဆွေးနွေးခဲ့ကြတယ်ဆွေးနွေးခဲ့ကြတယ်ဒါပေမဲ့ဒီကရင်ပြည်နယ်မှာပဲကျွန်တော်တို့နောက် KNU တစ်ဖွဲ့ပေါ့နော်အချမ်းဖတ်လို့တဲ့ KNU အဖွဲ့တစ်ဖွဲ့ကလည်းရှိနေတယ်အဲ့ဒီအဖွဲ့ကတော့လက်ရှိအနေထားမှာတော့အဲ့ဒီအဖွဲ့ကိုတက်မတော်နဲ့ဒီ KNB နေကြဆောင်တက်တို့ကျွန်တော်တို့ DGB တို့ကလိုက်ပြီးတော့တိုက်နေရရှိတယ် ရှိတယ်။ဒါကြောင့်မို့ကျွန်တော်ကပြောရလို့ရှိရင်လက်ရှိအနေအထားမှာတော့ကင်းပြည်နယ်မှာကျင်းပမဲ့ရွေးကောက်ပွဲဟာဒီကင်းပြည်နယ်မှာလက်ရှိလက်နက်ကင်ဆောင်ထားတဲ့ကရင်တိုင်းရင်းသားလက်နက်ကင်တွေကိုနိုင်ကိုက ပူပေါင်းပါဝင်ပြီးတော့ရွေးကောက်ပွဲကို support လုပ်ပေးမယ်ဟလားအထောက်အကူပြုပေးမယ်အဖွဲ့တွေဖြစ်လာတယ်လို့ကျွန်တော်ဒီလိုသုံးသပ်ချင်တယ်ဒီသုံးချင်ဒါကြောင့်မလို့ကရင်ပြည်နယ်မှာတော့အေဂျင့်နဲ့ရွေးကောက်ပွဲတခုဖြစ်လိမ့်မယ်လို့ကျွန်တော်တို့ဒီလိုသုံးသပ်တယ် နော်ဒီလိုသုံးသပ်တယ်ဆိုတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ကရင်ပြည်နယ်ပြီး တော့ရှမ်းပြည်နယ်ဟိုနေမောရှမ်းပြည်နယ်ပေါ့ပေါ့ရှမ်းမြောက်ပေါ့ရှမ်းမြောက်မှာအားလုံးသိတဲ့အတိုင်းပဲ MND စတင်လိုက်တဲ့139နှစ်ခွန်ဆိုတော့စစ်စင်ကြီးကစပြီးတော့ရှမ်းမြောက်မှာစစ်မီးတွေပြန်ပြီးတောက်လောင်လာတယ်အဲ့ဒီနောက်ပိုင်းမှာတက်မတော်ကနေပြီးတော့ MND တို့ TNL တို့ဒီအဖွဲ့တွေကိုဟာ PDF တို့ဒီအဖွဲ့တွေကိုရခင်သူတို့ကိုတတ်မှတ်ပေးထားတဲ့နေရာတွေကိုသွားပါဆိုပြီးတော့ပြောခဲ့တယ် ဒါပေမဲ့မသွားဘူးမသွားတဲ့နောက်ပိုင်းမှာတက်မတော်ကနေပြီးတော့ပြန်ပြီးတော့တံပြန်ထိုးစစ်တွေဆင်တယ်အဲ့လိုတံပြန်ထိုးစစ်တွေဆင်တဲ့အခါမှာပထမဆုံး MNDAA ကိုလာရှိုးအောင်နေစုတ်ခိုင်းတယ်ဒါပေမဲ့ MNDAA ကသူတို့အနေနဲ့သူတို့စုတ်နေတဲ့အချိန်မှာတက်မတော်ကသူတို့ကိုတိုက်မှာစိုးရိမ်နေဒါကြောင့်မလို့တရုတ်နိုင်ငံအနေနဲ့အကဲကြီးလာလို့ပြပါသူတရုတ်ကလာပြီးတော့ဟာလာတက်မတော်ကဒီစုတ်ခွာနေတဲ့ MNDAA ကိုမတိုက်အောင်တရုတ်ကအကဲကြီးလာလို့ပြီးတယ်ဒါလည်းအလုံးသိပဲဖြစ်တယ် ဒါပေမဲ့ဒီနေရာမှာတချို့ကပြောတာတွေရှိတယ်ဗျဒါကြားပြက်လေးပေါ့နော်တချို့လူငယ်တွေကသဘောမပေါက်တာအာ MND တွေနေွားတွေ MND တွေတိမ့်လိုက်တဲ့ရှမ်းမြောက်ပေါ့ဗျာရှမ်းမြောက်ကတက်မတော်စစ်ဌာနချုပ်တွေကိုတက်မတော်ကမင်းတို့ပြန်ပြီးထိုင်ရဲလာပါညာမင်းနေရာတွေရှိတယ်တက်မတော်ကတော့ပြောရလို့ရှိရင်ဗျာကျွန်တော်တို့တက်မတော်မှာတော့အောင်မြေဆိုတာပဲရှိတယ်နော်အောင်မြေဆိုတဲ့နေရာမှာပဲတက်တွေပြန်ဆွဲယူထုံးစံရှိတယ်ဒါကဟိုးအရင်ဘရင်တွေခစ်သေးကိုကကြာရှုံးမြေမှာဘတော်မှ တက်တွေကိုပြန်ပြီးအထိုင်တည်ရဲဆိုတော့မြမတက်မတော်သမိုင်းမှာမရှိခဲ့ဘူးအဲ့ဒီဒေတာတခုဒီတက်ဆန်းတက်စကန်းတခုဟာကြာရှုံးသွားပြီပြီးတော့မှတက်မတော်ကပြန်လဲသိမ့်ပိုက်လိုက်တယ်ဆိုရင်တော့အဲ့ဒီကြာရှုံးမြေမှာဘယ်တော့မှတက်ပြန်ဆွဲလို့မရှိဘူးဒါကမြမတက်မတော်ရဲ့ဟိုးဘယင်းလေးလက်ထက်သေးကအစင်လားမြမတက်မတော်မှာကအောင်မြေမှာပဲတက်ဆွဲလို့ရှိတယ်ဒါကြောင့်မလို့ရှမ်းမြောက်မှာခြိတဲ့ဟာရှမ်းမြောက်တရင်ဌာနချုပ်တွေ စွန့်ခွာအရင်တော့စွန့်ခွာခဲ့ရတဲ့တချို့နေရာတွေကိုတက်အနေနဲ့အဲ့နေရာတွေမှာတက်ရဲ့တကယ်ဟလာတက်ရင်ဌာနချုပ်တွေတက်မဌာနချုပ်တွေဌာနချုပ်တွေတိုင်းဌာနချုပ်တွေအနေနဲ့ပြန်ပြီးတော့တိဆောက်တာမရှိဘဲနဲ့နေရာအစ်မှာပြန်လဲတိဆောက်ကြလိမ့်မယ်လို့ကျွန်တော်ဒီလိုမျိုးပြောစီပြောခြင်းတယ်။ဘာလို့လဲဆိုတော့ဒါကလည်းဘာလို့လဲဆိုတော့ကိုတက်မလို့အကြောင်းလဲကိုတီးဖို့လိုတယ်เนาะကျွန်တော်ပြောခြင်းတာကတော့တစ်ဖက်မှာရှိတဲ့လူငယ်တွေကအဲ့လိုသွေးတိုးစကားတွေပြောတာရှိတော့ဟုတ်ပြီထားလိုက်တော့အဲ့တော့ MNDA ကလက်ရှိအနေထားမှာတော့ လာရှိုးကနေထွက်ခွာသွားတဲ့အဆင်ဖြစ်သွားပြီ။ဒါပေမဲ့လက်ရှိအနေအထားမှာတက်မတော်ကဟလာအချိန်ချင်းညှိနှိုင်းနေအချိန်ချင်းဟလာစုတ်ခွာပေးဖို့เนาะသူတို့တက်တုံညာနှစ်ခုနဲ့လာတိုက်ပြီးတော့ယူထားတဲ့နေရာတွေပေါ့ဗျာ။အဲ့နေရာကနေစုတ်ခွာပေးဖို့ပြောပေမဲ့မစုတ်ခွာတဲ့အတွက်လက်ရှိအနေအထားမှာ TNL ကိုတက်ကပြင်းပြင်းထန်ထန်ပြန်တိုက်နေတာအားလုံးအမြင်ပဲ။ဟလာကျွန်တော်တို့ TNL ဒီဂုံထိပ်ဒေတာကိုလည်းသိမ့်ပိုက်နိုင်နေ။အခုဆိုလို့ရှိရင်တက်က ကြောင်မဲတီဘောကိုနော်ကြောင်မဲတီဘောကိုတဖြည်းဖြည်းနဲ့ပြောရရင်ဒီရက်ပိုင်းမှာကြောင်မဲကိုတော့တိမ့်နိုင်လိမ့်မယ်လို့ဒီလိုမျိုးသုံးသပ်ထားကြတယ်အဲ့ဒီသားကနေကိုနိုင်ကလည်းကြောင်မဲကိုတက်ကဒီရက်ပိုင်းမှာတိမ့်နိုင်တိမ့်နိုင်လိမ့်မယ်လို့လူသုံးသပ်တာပေါ့နော်အဲ့တော့ဒီကြောင်မဲနဲ့တီဘောဒေတာမှာ ရှိတဲ့ဒေတာကံ ပြည်သူတွေကလည်းကြောင်မဲဒေတာကို DNA လေးကတက်လက်သေးကိုဟလာတက်မလို့လက်သေးကိုငြင်းချမ်းချမ်းပြန်မပေးဘူးဆိုတဲ့ကိုကတက်မလို့ကဒီကြောင်မဲနဲ့တီဘောဒေတာကို ဖီအားပေးပြီးတိုက်ခိုက်လိုက်မယ်ဆိုတာကြောင်မင်းနဲ့တီဘောဒေသခံတွေကသိတော့သူတို့ကလာရှိုးဘက်ကိုဆစ်ဆောင်ကြတယ်လက်ရှိအနေအထားမှာတော့ဒီကြောင်မင်းနဲ့တီဘောနဲ့အနည်းဆုံးနေရာကိုတပ်မတော်စစ်ကြောင်းတွေကရောက်နေပြီအရောက်နေရတဲ့ပတ်သက်ပြီးတော့သတင်းတပုတ်ရှိအဲ့ဒါကိုကျွန်တော်ဖတ်ပြမယ်ကြောင်မင်းမြို့အတွင် TNL အလံဖြုတ်ချတဲ့ TNL ထိန်းချုပ်ထားတဲ့ကြောင်မင်းမြို့အတွင်ဒီအပိုင်းမှာ TNL တပ်ဖွဲ့တွေက တအောင်းအလံတွေကိုဖြုတ်ချလိုက်ပြီဖြစ်ကြောင်းဒေတာကန်နေစီကသိရဆိုပြီးတရေသဘုံမှာအဲ့လိုရေးထားတယ်။ကြောင်မဲက TNL အလံဖြုတ်ပြီးတဲ့ဆိုင်းဘုတ်ပါဖြတ်ပြီးတဲ့မြို့တဲ့အထိစစ်ဖြစ်လာနိုင်တယ်။တဖွဲ့ဆုပ်ပြီးတဖွဲ့တက်ပဲကြားတယ်လို့ဒေတာကန်တယောက်ကပြောတယ်တဲ့အဲ့ဒီတဲ့မှာရေးထားတာက TNL တက်ဖွဲ့ရဲ့ရုံပိုင်းဆံရပစ္စည်းတွေကိုလည်းတင်းစီးနေတယ်လို့သတင်းထွက်ပေါ်နေပေမဲ့အတိအကျမသိရဘူးလို့ဆိုတယ်တဲ့။ကြောင်မဲမြို့ပေါ်ရက်ွက်တွေလမ်းတွေမှာထောင်ထားတဲ့ TNL အလံတွေကိုဖြုတ်ချလိုက်တယ်လို့ မျိုးပေါ်ရက်ွက်တွေထဲမှာတက်ဆွဲထားတဲ့ TNL နဲ့ပူးပေါင်းအဖွဲ့တွေမျိုးပေါ်မှာလှုပ်ရှားသွားလာတာမတွေ့ရတော့ဘူးလို့ဒေသခံတွေကပြောတယ်တဲ့ဒါအပြင်ကြောင်မဲမျိုးနဲ့မိုင်းတင်းရွာတဲ့လာရောက်စခန်းချတဲ့ TNL အဖွဲ့ကိုစက်တင်ဘာ28ရက်နေ့မနက်ပိုင်းကဒေသခံတွေကမိုင်းတင်းနယ်ထဲကထွက်ခွာသွားပြီးဘူးဝိုင်းဝန်းတောင်းဆိုခဲ့တာမှာ TNL အဖွဲ့အနေနဲ့မွန်းတဲ့ချိန်မတိုင်ခင်ထွက်ခွာသွားခဲ့ကြအောင်ဒေသခံတွေကပြောတယ်တဲ့ကိုချွေးနေစာနဲ့စောက်ထားတဲ့အိုးအိမ်တွေလေယာဉ်တွေ မပြတ်စည်းစေဖို့နဲ့မဆုံးရှုံးကျင်ကြဖို့စစ်ပေးရှောင်ဖို့လည်းမတတ်နိုင်ကြတဲ့တောင်သူတွေပဲသွားတောင်းဆိုကြတာပါတဲ့လေရင်နဲ့ကျဲတာအရန်ဆိုးလို့သွားပြောကြတာပဲရှိတာတဲ့နိုင်ငံရေးအထိလှုပ်ဖို့လောက်ထိတွေးနိုင်တဲ့သူတွေမပါပါဘူးလို့ဒေသခံတယောက်ပြောတယ်တဲ့ပြောရတော့ပြောရတော့ဘယ်လိုလဲဆိုတော့တက်ကစစ်ရေးနဲ့အရန်ဖိအားပေးလာရင်ဒေသခံတွေကသူတို့အိုးအိမ်တွေကိုထိမှာဆိုလို့တီယန်နယ်လေးတွေကိုသူတို့ကိုယ်တိုင်သွားပြီးတော့မောင်းထုတ်တဲ့သဘောပဲ တရင်မှာရေးထားတာကဒီဒေတာကံပြောချင်တာပါလဲဆိုတော့နာရနိုင်ငံကြီးလုတာမဟုတ်ဘူး TNL တွေအနေနဲ့သူ့ဒေတာကနေရင်းသားသားထွက်သွားပြီမထွက်သွားရင်စစ်ဖြစ်မယ်စစ်ဖြစ်လာလို့ရှိရင်ဒေတာကံတွေရဲ့အိုးအိမ်တွေပျက်စီးရမယ်ဆိုတော့ဒေတာကံတွေကဒါကိုတွေးပြီးတော့ TNL တွေကိုသွားမောင်းထုတ်တာဖြစ်တယ်လို့ဒီဒေတာကံတွေကဒီလိုပြောတာအားလုံးကရွာမှာမနေစေချင်တာကြောင့်နဲ့ညာရွာမှာမနေစေချင်တာလေကြောင်ရန်ကြောက်လို့မသက်ဆိုင်တဲ့ဒေတာကံပြည်သူတွေအသက်အိုးအိမ်တွေမဆုံးရှုံးကျင်တဲ့ရွေကြက်တစ်ခုတည်းနဲ့ပဲ တောတောင်းဆိုကြတာဖြစ်ပြီးလိုင်းပေါ်မှာလူရဆွဲပြီးရေးတင်နေကြတာတွေကအကုန်မှန်ကန်မှုမရှိကြောင်းမုံဒီရေပဲဖြစ်စေတယ်လို့အဲ့ဒေသခံပြောတယ်တဲ့ဒေသခံတွေအနေနဲ့လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့်ဘယ်လက်နက်ကင်အဖွဲ့အစည်းကိုမှရထဲရွာတဲ့စခန်းမချစေချင်ဘူးလို့ဆိုတယ်စက်တင်ဘာ29ရက်နေ့ကစဒီနေ့ပေါ့နော်ကြောင်မဲမြို့ကိုဝင်ရောက်မဲ့ကားတွေလမ်းပိတ်နိုင်ကြောင်းကြားသိရပြီးခရီးဝေးသွားတွေခရီးဝေးကားတွေအနေနဲ့ကြောင်မဲကျွဲကုန်းပုံငိုးလမ်း မလုံခြုံလို့မသွားသင့်ကြောင်းမန္တလေးလာရှိုခီးစဉ်အတွက်နန့်လန်ကြောက်ကူနောင်ချိုလမ်းကြောင်းကိုအသုံးပြုဖို့ဒေသခံတယောက်ကအကြံပြုထားတယ်တဲ့စတေမာ29ရက်နေ့ကကြောင်မဲမြို့နယ်ပန်းတပြည်ရွာမှာ Jet Fighter နဲ့ဘုံနှလုံးကျဲချလို့ဖုံကြီးကြောင်းနဲ့နေ20ကျော်ထိခိုက်ပျက်စီးသွားတယ်ဆိုပြီးတော့ DNA လေးကသတင်းထုတ်ပြန်တယ်တဲ့ကြောင်မဲအနီးနန်းစောရွာမှာလဲဝိုင်းတွဲနဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်အဆောက်အုံပျက်စီးမှုတွေရှိခဲ့လို့ဆိုတဲ့ ပြီးခဲ့တဲ့စက်တင်ဘာ26ရက်နေ့ကလည်းပါပုတ်ရွာမှာ drone နဲ့ဘုံကျဲခံရတာကြောင့်အသက်62နှစ်အရွယ်မျိုးသားတစ်ယောက်သေဆုံးခဲ့တယ်ဆိုပြီးတော့ဒေသခံတွေကပြောတယ်ဆိုပြီးတော့ရေးထားတာပေါ့နော်အဲ့တော့ပြောရလို့ရှိရင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံမှာတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တက်မတော်ကြားမှာပြိပခါတွေဟိုအရင်ကလည်းဖြစ်ခဲ့ဘူးတယ်ဒါပေမဲ့အဲ့လိုပြိပခါတွေဖြစ်တဲ့အချိန်မှာဒေသခံပြည်သူတွေရဲ့အသက်အိုးအိမ်တွေစီးစိမ်တွေထိခိုက်မှုမရှိဘူးစစ်ပွဲတွေဟာရွာပြင်မြို့ပြင် တကယ်တောတဲ့တောင်ထဲမှာဖြစ်ကြတာများတယ်တဖက်မှာရှိတဲ့တိုင်းသားလက်နက်ကင်ဆိုသူတွေကလည်းသူတို့ကအဲ့ဒီဒေသတွေကိုခိုကောင်းခိုအောင်ပြီးတော့နေရတဲ့အတွက်သူတို့ဒေသမှာရှိတဲ့ကြေးရွာတွေသူတို့ဒီမှာဒေသမှာရှိတဲ့လမ်းသားတွေကိုမဖြတ်စည်းဘူးဒါအရင်အရင်တော့အဲ့လိုပဲတက်မတော်အနေနဲ့လေဘယ်တော့မှရွာတွေတွေမြို့တွေတွေမှာစစ်တိုက်လေးမရှိဘူးဒါကျွန်တော်တို့သိထားရတဲ့ဟာတွေပေါ့နော်ဒါတက်မတော်သားဟောင်းကြီးတွေပြောပြချက်အရဒါပေမဲ့လက်ရှိအနေအထားမှာ ။နော် PDF ဆိုတဲ့အုပ်စုတွေပေါ်လာတဲ့ NUG ဆိုတဲ့အုပ်စုတွေပေါ်လာတဲ့ကိုကစစ်ပွဲတွေဟာမြို့တွေပေါ်မှာဖြစ်တယ်၊ရွာတွေပေါ်မှာဖြစ်တယ်။ပြည်သူလူထုတွေဟာဒီ PDF ဆိုတဲ့အုပ်စုတွေ NUG ရဲ့လက်နက်ကင်အုပ်စုတွေရှိတဲ့ဒေသတွေမှာပြည်သူတွေဟာတကယ်ကို ရှေ့ရနေပြီးတော့ဟုတ်လားတကယ်ဟိုဘယ်လိုခေါ်မလဲជីကာကြီးတွေဘယ်လိုခေါ်မလဲជីကာသဘောမျိုးဖြစ်နေပြည်သူတွေကိုရှေ့ကជីကာသဘောမျိုးထားပြီးတော့စစ်ပွဲတွေအန်ယူဂျီတို့ PDF အွန်လင်းတို့က PDF တို့ကစစ်ပွဲတွေဆင်နွှဲလာတာကိုတွေ့ရတယ် အဲ့လိုပဲပြည်သူတွေရဲ့ခြေရွာတွေထဲမှာတက်စကန်တွေချတယ်။ဘုံကြီးကျောင်းတွေထဲမှာတက်စကန်တွေချတယ်။တခြားဟာလား church တွေ church ကျောင်းတွေထဲမှာတက်စကန်တွေချတယ်။အဲ့တော့တက်မတော်အနေနဲ့ကရန်သူရှိတဲ့နေရာကိုတိုက်မှာပဲ။ဒါရှင်းရှင်းလေးပဲတက်မတော်အနေနဲ့ကရန်သူရှိတဲ့နေရာကိုတိုက်မှာ။အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့ရန်သူဆိုတဲ့ကောင်တွေကလည်းအကြံရှိရှိရွေချက်ရှိရှိနဲ့ခြေရွာတွေမြို့တွေ church ကျောင်းတွေဘုံကြီးကျောင်းတွေဖျားစီတွေပထိုးတွေမှာစခန်းချတဲ့အတွက်ဒေသတွေပြက်စီးရတယ်။နောက်ပြီးတော့ဒီ ဟုတ်လားဒီဟို PDF အန်ယူဂျီအုပ်စုတွေကသူတို့စုတ်ခွာရလမ်းတစ်လျှောက်မှာရှိတဲ့တံတားတွေလမ်းတွေအကုန်လုံးကိုလည်းဖျက်ဆီးခဲ့တယ်။ဒါတွေကဘာလဲဆိုတော့ပြောရလို့ရှိရင်နိုင်ငံရေးအရာစစ်တိုက်နေတာမဟုတ်ဘူး။ဒါတိုင်းပြည်နဲ့အဲ့ဒေသတွေကိုဖျက်ဆီးနေတာဖြစ်တယ်လို့ကျွန်တော်တို့ကဒီလိုသုံးသပ်တယ်။ကျွန်တော်ဒီလိုသုံးသပ်ခဲ့ရရင်လက်ရှိအနေအထားမှာဒေသခံတွေအနေနဲ့လည်းဒီလိုသုံးသပ်လာတဲ့သဘောရှိတယ်။ဒါကြောင့်မို့ဒေသခံတွေကအဓိကအဖြစ်လက်ရှိအနေအထားမှာဟာလား အရင်ကတည်းကစစ်ပွဲတွေနဲ့ရင်းနှီးမှုတဲ့ဒေသခံတွေကစစ်ပွဲတွေကဘယ်လိုနေရာမျိုးမှာဖြစ်တတ်တယ်ဆိုတာသူတို့သိတယ်။ဒါကြောင့်မို့သူတို့ရှိနေတဲ့ကြေးရွာတွေသူတို့ရှိနေတဲ့မြို့ပြတွေသူတို့ရှိနေတဲ့ဟလားသူတို့ရဲ့တကယ်ကိုယ်ခေရာဖြစ်တဲ့ဖုံးကြောင်းတွေချက်ကြောင်းတွေနားမှာတက်မဆွဲဖို့ဒေသခံတွေကိုနိုင်ကိုကအဲ့ PDF တို့ NUG တို့ TNL လေးတို့ MNDA တို့ဒေသခံတွေကိုနိုင်ကိုကလက်မခံဘူးဆိုတာကိုပြနေတယ်ကျွန်တော်ပြောချင်တာ။ဒါကိုပြောတာ။အဲ့တော့အဓိကအဖြစ်ပြောရရင်ကျွန်တော်တို့က ဟိုစစ်တိုက်တယ်ဆိုတာကနိုင်ငံရေးခံယူချက်တစ်ခုချက်ကြောင့်တိုက်ကြတာလေဟုတ်လားကိုဒေတာကိုရက်ရွာကိုဖျက်ဆီးကြတာမဟုတ်ဘူးလူတက်ကြတာမဟုတ်ဘူးစစ်တက်တယ်ဆိုစစ်တိုက်တယ်ဆိုတာအပြန်အလှန်တက်ကြတာပဲဒါပေမဲ့ရွေချက်ကလူအပြန်အလှန်တက်ဖို့မဟုတ်ဘူးကျွန်တော်ပြောချင်တာဟုတ်လားကိုရဲ့နိုင်ငံရေးရွေချက်ဟုတ်လားကိုရဲ့အဓိကအပြင်တော့နိုင်ငံရေးရွေချက်အတွက်လက်နက်ဆွဲကင်ကြတယ်လို့ကျွန်တော်တို့ကဒီလိုယုံတယ်ဒီလိုမျိုးကျွန်တော်တို့ကတွေးတယ် ဒါပေမဲ့လက်ရှိအနေအထားမှာ PDF နဲ့အန်ယူဂျီပေါ်လာပြီးကတည်းကစစ်တိုက်တယ်ဆိုတာလူသက်ဖို့စစ်တိုက်တယ်ဆိုတာတိုင်းပြည်မှာရှိတဲ့ဟလာတကယ်အိုးအိမ်တွေတကယ်တိုက်တာအဆောက်အဦတွေဒေသဆိုင်ရာမှာရှိတဲ့ပြည်သူတွေရဲ့ဟိုဘလို့မစီးပွားရေးလက်ငုပ်လက်ရင်းတွေကိုဖျက်ဆီးဖို့ဆိုတဲ့ရည်ရွယ်ချက်ဘက်ကိုပို့ပြီးတွားနေတယ်ဒါအလုံးမြင်တဲ့အတိုင်းပဲကိုနဲ့မဆိုင်ကိုနဲ့ဟလာတကယ်အယူအဆမတူတဲ့လူတွေကိုလိုက်တတ်တယ်အိမ်မော်ထိလိုက်တတ်တယ် တစ်ချိန်တုန်းကဟာလာကျွန်တော်တို့ဒီဟလာ KNU နဲ့လည်းမြန်မာတက်ဘလုံးနဲ့ဆစ်ဖြစ်ဘူးတယ် KYN နဲ့လည်းမြန်မာတက်ဘလုံးနဲ့ဆစ်ဖြစ်ဘူးတယ်အဲ့လိုဖြစ်တဲ့အချိန်ဒီမှာတယောက်နဲ့တယောက်ဘယ်လောက်ထိစီးထားလဲဆိုရင်မြန်မာတက်ဘလုံးကရည်ရည်ရကန်အကြက်တက်သားတွေယူနီဖောင်းမွေပဲရွာတဲ့သွားတယ် KYN ရွတ်တွင်းဘာမှမလုပ်ဘူးမင်းယူနီဖောင်းမွေလာတဲ့အတွက်ငါတို့ဘာမှမလုပ်ဘူးဒီလောက်အထိကိုတယောက်နဲ့တယောက်ကြားမှာ rule of engagement ပေါ့နော်စီးတွေထားပြီးတော့စစ်ပွဲတွေလုပ်ကြတယ်ဒါကြောင့်လဲဘာဖြစ်လဲဆိုတော့အဲ့ဒီဘက်တွေမှာရှိတဲ့ရွာတွေက စစ်ပွဲတွေဖြစ်ပေမဲ့အဲ့ဒီလောက်ဒုက္ခမရောက်ကြဘူးဒါပေမဲ့လက်ရှိအနေအထားမှာအန်ယူဂျီအုပ်စုနဲ့ PDF အုပ်စုပေါ်လာပြီးနောက်ပိုင်းမှာကြေးရွာတွေပြတ်တယ်လမ်းတံတားတွေဖျက်ခစီးခံရတယ်လူအသက်တွေကို မသေးသေးအောင် လိုက်တက်ခံရတယ်ဆိုတော့ဒါတွေကဘာလို့ပြနေလဲဆိုတော့အန်ယူဂျီနဲ့ PDF ဟာတိုင်းပြည်ကိုဖျက်ဆီးဖို့ သူတို့ ਨੇ အယူဝါဒမတူတဲ့သူတွေကိုတတ်ဖြတ်ဖို့အတွက်လက်နက်ကင်ခြင်းဖြစ်တယ်လို့ဒီဟာကလွယ်ပြီးသူတို့ရှိမှမရှိဘူးမရှိဘူးဒါကြောင့်မလို့လေအဲ့ NUG နဲ့ PDI ရဲ့လုံးရအားလုံးဟာကြဆုံးရတာဖြစ်တယ်လို့ကျွန်တော်ဒီလိုသုံးသပ်ခြင်းတယ်ဒီလိုသုံးသပ်ခြင်းတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဟာလားနိုင်ငံရေးရသဘောထားကိုလဲမှုဆိုတော့ရှိမှာပဲမှန်တယ်နိုင်ငံတစ်ခုမှရှိမှာပဲဒါပေမဲ့လက်ရှိအနေထားမှာဒါကြောင့်မလို့လက်ရှိနိုင်ငံတော်အစိုးရကလာမင်းတို့နိုင်ငံရေးရသဘောထားကိုလဲမှုတွေကိုရွေးကောက်ပွဲနဲ့ဖြည့်ရှင်း ရွေးကောက်ပွဲဝင်လိုက်ဟုတ်လားရွေးကောက်ပွဲနဲ့နိုင်ငံရေးရသဘောထားဖြည့်ချင်းမှုတွေသွားမယ်တိုင်းသားလက်နက်ကနေဆိုလို့ရှိရင်လည်းဟုတ်လား NSPN စီကတဆင့်ရှေ့ဘလို့ဆက်သွားကြမလဲဒီလိုသွားမယ်ဆိုရင်ဒီလိုသွားနေတာဖြစ်တယ်ပြောရရင်တော့မြန်မာနိုင်ငံရဲ့လက်နက်ကိုင်ပရိပခါတွေကိုငိမ့်ချမ်းဆုံးနီးနဲ့ဖြည့်ရှင်းနေတင်းတာဖြစ်တယ်ဒါကြောင့်မလို့တတ်မလို့လက်ရှိဟုတ်လားဘကြုံမကြီးမင်းအောင်လိုက်အမြဲပြောတဲ့စကားတစ်ခုရှိတယ်ကျွန်တော်တို့ဟာဘယ်သူ့ကိုမှသွားမတိုက်ဘူး ဘလောက်ထိလဲဆိုရင်ကိုယ်လာမတိုက်ရင်မတိုက်နဲ့ဆိုတဲ့အဆင့်အထိတောင်ဒါပထမပိုင်းကဒီလိုပြောထားဘူး။ဒါပေမဲ့နောက်ပိုင်းမှာမတိုက်လို့မရတော့တဲ့အခြေအနေဖြစ်လာတဲ့အတွက်တက်မတော်အနေနဲ့ပြန်တိုက်ရခြင်းဖြစ်တယ်။ဒါနိုင်ငံတကာကလည်းဒါကိုလက်ခံတယ်။ဘာလို့လဲတက်မတော်မှာဖျက်ဆီးမှုအားကြီးတဲ့လက်နက်တွေအများကြီးရှိတယ်။တက်မတော်မှာဖျက်ဆီးနိုင်စွမ်းအားကောင်းတဲ့လက်နက်တွေအများကြီးရှိတယ်။ဒါပေမဲ့တက်မတော်ခေါင်းဆောင်တွေအနေနဲ့ဟောကိုတိုင်းပြည်ထဲမှာ ကိုတိုင်းသူပြည်သားချင်းဖြစ်နေတာပဲဆိုတဲ့အတွေးဝင်ထားတဲ့အတွက်တမယိုးကြလက်နက်တွေပဲတုံးတယ်။တမယိုးကြလက်နက်တွေပဲတုံးတယ်။ဒါကြောင့်မို့ကျွန်တော်တို့ပြောတာကစစ်ပွဲတွေဟာဖြက်စည်းဖို့တခုတည်းအတွက်ကြောင့်ပေါ်လာတာမဟုတ်ဘူး။နော်စစ်ပွဲတွေကိုဖြက်စည်းဖို့တခုတည်းတတ်တတ်နဲ့မဖန်တီးကြပါနဲ့လို့ကျွန်တော်တို့ဒီလိုပြောနေတယ်။ဒါကလက်ရှိကြောင်မဲမှာရှိတဲ့ပြည်သူတွေကဒါကိုလက်တွေ့ပြရတာပဲ။သူတို့ရဲ့အိုးအိမ်တွေ သူတို့ရဲ့လုပ်ငန်းကိုင်ခန်းနေသူတို့ရဲ့ဟာလာတော်လာတဲ့လမ်းတရားတွေမပြတ်စည်းစေချင်ဘူး။ဒါကြောင့်မို့သူတို့အနေနဲ့ DNA လေးတွေကိုဒီနေရာနေထွက်သွားဖို့လိုက်မောင်းထုတ်တာဖြစ်တယ်လို့ကျွန်တော်ဒီလိုသုံးသပ်ချင်တယ်။မသိလို့သုံးသပ်ချင်။အဲ့တော့ပြောရလို့ရှိရင်ကျွန်တော်တို့ဟာနောက်မျိုးဆက်တွေလက်ထဲကိုငိမ့်ချမ်းရေးနဲ့ဟာတကယ်ဖွံ့ဖြိုးတိုးတက်ရေးတွေပဲလက်ဆင့်ကမ်းတာအကောင်းဆုံးပဲဖြစ်တယ်လို့နော်။ကျွန်တော်ဒီလိုသုံးသပ်ရင်လည်း